အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ငငယ်ကထမင်းနဲ့ထမ်းလျက်ခဲတောင်စားခဲ့ရကြောင်းပြောပြလာတဲ့အန်ဒီရဲ့ငယ်ဘဝအကြောင်းအရာဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြမကတ်ထရီနိုလေး channel ပါတယ်လေကျူစုလိုက်ပါတယ်ဗျာမာဒီ ကွန်ကရစ်တက်ကနေ69ကနေဘယ်ကိုပြောင်းရလဲဆိုတော့ဖေဖေကညောင်မြ63ပြောင်းရတယ်။ညောင်မြ63ပြောင်းတဲ့ခါမှာကျမကဘလောက်လဲအဲ့တော့၄နှစ်ကျော်ပြီပေါ့၄နှစ်ကျော်လောက်ရှိပြီ၄နှစ်ကျော်၅နှစ်ပေါ့နော်အဲ့မှာကျမကဟိုပါပေါ့ဘလို့လဲဆိုတော့အဲ့ရောက်တော့ကျမမှတ်မိရလေးပြပြမယ်နော်ပထမဆုံးမှတ်မိတာကဘာလဲဆိုတော့အဖေကအဲ့ဒီမြောင်မြမြောင်မြ63ရောက်တဲ့အချိန်မှာအဖေကကွန်ကရစ်မှာတော့တထောက်ပူကြီးဖြစ်မယ် မြောင်းမြမှာကြတော့ဟိုဟာဖြစ်မယ်တိုက်ရေးပူကြီးလားမသိဘူးဘာဖြစ်လို့ဆိုအိမ်မှာလေကြက်တွေမွေးရတယ်ကွယ်ပြီးတော့ကျမတို့ကျမမှတ်မိတဲ့မြောင်းမြအိမ်ကဘယ်လိုလဲဆိုရေနံကြီးတွေတုတ်ထားတာနော်အောက်ကတော့အုတ်အုတ်ခင်းပေါ့နော်အုတ်ခင်းအပေါ်တော့ပြင်နေရွေးရေနံကြီးတွေဟိုရေနံကြီးဝါနေတဲ့ပြင်တော်အိမ်ကြီးပေါ့နော်အဲ့ဒီအိမ်ကြီးကအဲ့ဒီအိမ်မှာပိနေပိနေလေးရှိတယ်အနောက်မှာဝါးရုံတွေကလည်းအများကြီးပဲအဲ့ဒါနဲ့မှတ်မိရကြက်မွေးတာကနေစပြီးမှတ်မိတာပြပြမယ် အဲ့ဒီမှာကျမတို့အိမ်ရဲ့ညာဘက်အချမ်းမှာချက်ချံကြီးလာဆောက်တယ်ပေါ့နော်ချက်ချံကြီးဆောက်ကြတယ်ပေါ့ချက်ချံအဲ့ဒီခက်ကဘယ်လိုလဲဆိုတော့ဥစားချက်ဖြစ်မယ်ဥစားချက်လားခလေးဖောက်တဲ့ခလေးဖောက်တဲ့ချက်တော့မဟုတ်ဘူးချက်ဥကောက်တာတော့ကျမမြင်နေကြဆိုတော့ချက်ဥစားချက်ပေါ့နော်ပြီးတော့ဥစားချက်နဲ့တူတူဒီဘာလဲဗမာချက်တွေလည်းမွေးထားတယ်ချက်ချံဝါလေးတွေနဲ့တက်တက်ခက်ခက်လေးသူကချက်ချံလေးကိုသူကအဲ့ဒီလူဝင်ပေါက်လေးတစ်ပေါက်ရှိလူဝင်ပေါက်ကကြတော့ဘလို့လဲဆိုတော့လူဝင်ပေါက်ဝင်မှုအတွက်မြေကြီးနဲ့ဓာတ်ရိုက်မဟုတ်ဘဲနဲ့လေမြေကြီးကနေပြီးတော့အင်း နှစ်ထွာလောက်ရှိတဲ့ဝါလေးလေးထပ်ပြီးတော့ကတ်နားတယ်ကွာအဲ့ဒါနဲ့အဲ့ဒီခေတ်ကကျမတို့9နှစ်6နှစ်အရွယ်ကာလတော့ကြာတော့ TV လည်းမရှိဘူးလေကွယ်ဘာမှမရှိဘူးအခုခေတ်တွေလို့ဘာအင်တာနက်မရှိ Wi-Fi မရှိ Social Network မရှိဘာမှမရှိတဲ့ခေတ်ကွယ်ဒါပေမဲ့ဘာရှိလဲဆိုရေဒီယိုရှိတယ်အဖေမှာရေဒီယိုလေးတစ်လုံးရှိတယ်အဲ့ရေဒီယိုလေးကသူကရှေ့တန်းသွားရင်တော့သူယူသွားတယ်ကွယ်မရှိတယ်မသွားဘူးတက်မှာတာဝန်ကျတဲ့ကာလတွေဆိုရင်တော့အဲ့ရေဒီယိုလေးကအိမ်မှာရှိတယ်ကျမကဘာလုပ်လဲဆိုတော့ချက်တွေ တက်တေကိုဟိုပါဗောမနှက်ဆိုလို့ရှင်ဟိုကျက်စာလာကျွေးတဲ့ရဲဘော်လေးတွေလည်းကျွန်မမြင်ဘူးတယ်အာညနေတနေ့ကိုနှက်ကြိမ်လာကျွေးတဲ့ကျက်စာကလေအဲ့နဲ့အာတနေ့တနေ့အဲ့ကျက်ချန်ထဲမှာအဲရဲဘော်လေးတွေကဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နေပေါ့နော်အဲ့နဲ့တရက်ကြာကျွန်မဘာစိတ်ကူပေါက်လဲမသိဘူးကွဟိုပါဗောအဲ့အဖေရဲ့ရေဒီယိုလေးကိုကိုင်းခွေးချေဘူးလေးကိုဆွဲဆွဲပြီးတော့ကျက်ချန်ထဲဝင်သွားတယ်ဝင်သွားတော့အဓိကတော့ဘာလဲဆိုတော့အဲ့မှာအဲ့ကျက်ချန်ထဲမှာဟိုဥစားချက်တွေကကျတော့ ဟိုဟာပေါ့ချန့်ဝါးတွေနဲ့ဝါးတွေခင်းထားတဲ့အဲ့ဒီအထဲမှာနေရတယ်အောက်မှာဗမာကြက်တွေအများကြီးပဲအဲ့မှာကြက်ပေါက်နေတဲ့ကြက်မကြီးတစ်ကောင်ရှိတယ်အဲ့ဒီကြက်မကြီးကကြတော့ तू ကကြက်ကလေးဘယ်နှကောင်ပေါက်လဲဆိုတော့10ကောင်လောက်ရှိမှထင်တယ်အဲ့ဒီကြက်မပေါက်ကလေးကကြက်မကနာမင်းတဏ္ဍာစိန်ဖြစ်နေတာဘာလဲဆိုတော့အဲ့ကြက်ပေါက်လို့ကြက်မကင်ကျင်တာကွယ်တိလားအဲ့ဒါနဲ့အဲ့ဒီကမိဘတွေအလစ်ပေါ့နော်မမရအဲ့ဒီမြောင်းမြပြောင်းတော့ မောင်လေးကိုဝင်ကြီးနဲ့ထင်တယ်ကျမကြက်ပေါက်ခံရတဲ့အချိန်ကမောင်လေးကိုဝင်နဲ့လာမွေးပြီလားမမှတ်မိတော့အဲ့ဒါတော့အဲ့ဒါနဲ့ကျမမှတ်မိတာအဲ့ဒီရေဒီယိုကိုင်ကိုင်ပြီးတော့အမရေမြန်မာတနတ်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 တန်းဆိုပြီးတော့မြန်မာဆန်တော်ချိန်ဘယ်လောက်ရှိပါပြီမြန်မာတရင်မြောက်ကျင်ညာပါတော့မယ်ရှင်ဆိုတဲ့ရေဒီယိုလေးလေးအတိုင်လေးထောင်ထားရတယ်အဲ့ဒီဟာလေးကိုကိုင်ပြီးအဲ့ခွေးချေဘူးနဲ့ဆိုရင်ကျမချက်ချင်နေတော့အမနကျမရချက်ကလေးတွေမွေးနေလို့အဲ့ချက်ကလေးတွေကိုကျမကနေတော့ရေဒီယိုဖွင့်ပြတင်တာ၅နှစ်ကျော်အတွေးက တကယ်ရိုးရိုးရှင်းရှင်းတော့အော်ကိုလည်းဒီလိုအတန်ကြားရတယ်စက်ကလေးတွေလည်းငါတို့လိုကလေးတွေပဲသူတို့လည်းနားထောင်သိနေဆိုတဲ့ပုံစံမျိုးနဲ့ကျမကနေပြီးတော့တက်ချန်နဲ့ဝင်းပြီးတော့တခါလေရေဒီယိုအဲ့ချက်သားမီးအရှိလောက်မဲ့နေရာလောက်မှာရွေးပြီးတော့ကျမခွေးချီဘူးချဆဆောက်လေးထိုင်းခွေးချီဘူးပုံမှာထိုင်းပြီးတော့ကျမရေဒီယိုဖွင့်တယ်မဟုတ်ကဲချန်နဲ့ရောက်မှကျမရေဒီယိုဖွင့်တာလေအဲ့ဒီမှာကျမကြီးတောက်ကလည်းအစာချမယ်ထင်လို့သူတို့လည်းလာတာလာတဲ့အချိန်မှာကျမလည်းရေဒီယိုခလစ်လို့နေတဲ့ခါကျတော့ တနေ့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 မြမဆန်တော်ကြီးပြန်နိုင်ရှိပါပြီတရင်မြောက်ကျညာဘာလို့မရှိဆိုကျမကလန့်ပြီးတော့ကျမကတခါအရှိန်နဲ့ပြေးပြီးနဖူးတက်တက်ကိုခွတ်ချထလိုက်တာနဖူးမသွေးတော့ထွက်တယ်အဲ့ဒီမှာအဖေရေဒီယိုကလည်းလေကျမခွတ်တော့လန့်ပြီးတော့လေတန်ကောင်းလို့မျက်လုံးမပေါက်မိတာကွယ်အဲ့ဒီရေဒီယိုကပြစ်ကြပြီးအဖေရဲ့ဟိုရေဒီယိုမှာထိုင်နေထောင်နေအင်တာနာအတန်းအကျိုးအော်လိုက်တာလေငေသနောင်ပါတယ်အဖွားအေးကနေပဲချက်ချန်နဲ့အဲ့ရဲ့မိဖို့ကြောင့်နေရဟိုး ဟိုခုနလမ်းလောက်လမ်းလျှောက်လို့ရှိရင်ရောက်တယ်ဆိုအဖွားကလည်းအဲဒီခေါင်းကြီးမဘာမွေပြန်ပြီလဲမသိဆိုခါမိဖို့ကြောင့်ပြေးလာတာပေါ့ကျမအဲ့ဒီမှာတစ်ခါနှစ်ဖူးရုပ်လက်နဲ့အုပ်ပြီးတော့အော်အော်ပြီးငိုမှာပေါ့နေတော့နေသေးဆိုကျမအဖွားကျမကိုခောက်ပြန်ရောငါနင်းအလုတ်လားဒါဒါဒီအလုတ်ဒါဒီတက်တေကိုဒီရေဒီယိုရုပ်ကိုင်ပြီးတော့ဒီတက်ချန်ထဲမှာဘာသွားလောက်ဆရာရှိလဲအဲအဲ့ဒါမမေရအဲ့ကြက်ပေါက်ခံရအောင်ကွယ်ကြက်ပေါက်ခံရလို့မှတ်တယ်မထင်နဲ့ ။နောက်ကြတော့ကျမတို့အဖေကအဲ့ဒီတက်မှာမြောင်းမြတ်တက်မှာတော့ဝက်လည်းမွေးရတယ်။ဝက်ကတကိုယ်လုံးအဖြူကြီးတွေကွာဝက်အမဲတွေမဟုတ်ဘူး။ဘာဝက်လည်းတော့မသိဘူး။မွေးတာဟိုအဖေရဲ့စီးပွားရေးအတွက်မွေးတာမဟုတ်ဘူးကွာတက်အတွက်မွေးရတယ်ဝက်။အဲ့တော့ဟိုချက်ဥတွေကလကောက်တဲ့ရဲဘော်တွေကလည်းလက်ဆွဲဘုံလေးတွေနဲ့မနှက်ဆိုရင်ပြီးရင်ဝက်စာဒီချက်ဥကောက်ပြရနဲ့အာတက်တွင်းတက်တာဆိုင်မှာပြန်တင်တာလားပေါ့နော်။အဲ့ဒါတော့မမှတ်မိတော့ရှင်။အဲ့ဒါနဲ့ဝတ်တွေမွေးရောဟဲဝတ်မွေးရောလေကျမလေးဝတ်တွေကိုချစ်တာကွယ်တည်လား ဝက်မကြီးကလည်းဝါတုတ်ဖီအီးနာပဲတိလားအမမရဝက်ပေါက်တာပေါ့ကွယ်ဝက်ပေါက်တာရှစ်ကောင်လားပေါက်တယ်အဲ့ဒီဝက်မကြီးအဲ့ဒီကျမတို့ရဲ့အိမ်အိမ်ရဲ့ညာဘက်မှာချက်ချန်းအိမ်ရဲ့အနောက်မှာကဝက်ဝက်မကြီးတွေနေတဲ့ဟာမျိုးစောက်ထားပေးရလေအပေါ်ကအမိုးလေးနဲ့ပြီးတော့ဟိုတစ်သားဒိုင်နဲ့အဲ့လိုဝက်တွေမွေးတာကွာတက်ကဝက်တွေမွေးတာပါအဲ့နဲ့ဝက်လည်းမွေးရောဝက်စမွေးကြရကျမထမင်းစားရင်လေထမင်းပကံလေးနဲ့ဝက်ချိုင်အပြင်မှာခွချစ်ဘူးလည်းထိုင်ပြီး ်ထမင်းတစ်လုံးဝက်လေးကြီးလိုက်ကျမချစ်တာဘလို့ချစ်မှမသိဘူးပြီးတော့မမေကကျမငငယ်တော့ဆိုရင်ကျမတို့ငငယ်တော့ဆိုရင်ကျမတို့မနှက်စာဘာစားရလဲဆိုတော့ထမင်းရဲ့ဟိုတက်ကတွေပေးတယ်အဲ့ဒီကလေနုမုတ်ကိုစက်ကွေးအညူတွေနဲ့ပေးရကွယ်တိလားအဲ့ဒီနုမုတ်ရဲ့တခြားရဲ့နေကျူတဲ့အဖွားကလေအဲ့ဒါတည့်ရက်နောက်ရက်ဆိုထမင်းရဲ့စီရဲ့စားရဲ့နေပြီးထညက်ခဲနဲ့စားတဲ့အစားစာကြီးပြပြတာနော်အဲ့ဒီခက်က အဲ့ဒါပဲရှိတယ်။ဟိုဘီစကစ်တို့ပပယ်မင်းတို့ဆိုတာကတော့အဲ့ဒါဟိုအဲဆယ်ရက်တစ်ခါတစ်လတစ်ခါလောက်မှစားတာစားတာတော့မှကျမတို့အလုတ်ခိုင်းပြီးတော့မှစားတယ်။ကျမတို့ငငယ်တွေကလေဟိုအိမ်မှာလှုပ်လှုပ်ရတယ်ကွယ်။နောက်မှပြပြမယ်အဲ့အလုတ်လှုပ်ရတဲ့အကြောင်းလေးတွေအဲ့ဒါနဲ့အဲ့ဒီညောင်းမြတ်မှနေတော့ကျမတို့မလှုပ်ရပါဘူး။ကျမအဲ့တော့၅နှစ်ကျော်ကျော်၆နှစ်ရွယ်လေးဆိုတော့ငယ်သေးတယ်လေ။အဲ့ဒါနဲ့ကျမစဉ်းစားတယ်ပေါ့နော်။ကျမအဲ့ဒီဝက်သားလေးတွေရှစ်ကောင်ကြည့်ပြီးကျမဒီဝက်ကလေးတွေကိုကျမခေါ်အိတ်ချင်းရော။ခေါ်အိတ်ချင်းတဲ့အခါကျတော့ဝက်ကလေးတွေကမွေးပြီးနှစ်ပတ် နှစ်ပတ်အေးမနော်နှစ်ပတ်၁၀ရက်နှစ်ပတ်သားလောက်အရွယ်ရောက်လဲရောက်လဲရောက်哦ကျမကဘာလို့ဆိုကျမရဲ့ကျမကကျမရဲ့ကျမညီမလေးရဲ့ကျမဖွဖွားရဲ့ကတခန့်အိပ်ရတယ်အမေနဲ့အဖေကတခန့်အိပ်တယ်ကွဟိုကျမတို့အခန်းကနေဒီလိုနောက်ဘက်ထွက်လို့ရှိရင်ဝက်ချံပေါက်နဲ့ဝက်ချံနဲ့တန်းရနေရောအာနောက်နေ့ကျတော့ကျမတို့ငယ်ရမမက်ရလေည၈နာရီကျော်လောက်ဆိုအိပ်ကြပြီတိလားအခုခစ်တယ်လို့လေည၁၇နာရီ၁၂နာရီကလေးတွေနေရတာမလုံးဝမရှိဘူးတိလားအိပ်ကိုအိပ်ရတာအဲ့နဲ့တခါတည်း 6နိုင်ခွဲ9နိုင်လောက်ကြတော့အဖေတို့အမေတို့ကဖယားဝတ်ပြူတာနဲ့သူတို့တက်ကိစ္စရင်နဲ့နောက်နေ့သွားမယ်စီဝတ်တက်ရတာမျိုးရှိမှာပေါ့အဲ့လိုတော့သူတို့သူတို့ကိစ္စရင်နဲ့သူတို့လုပ်ပေးလူလူနဲ့အဲ့ခံနဲ့ဝင်မယ်ဆိုတဲ့အချိန်မှာကျမကဘာလုပ်လဲဆိုတော့အဲ့ဒီဝတ်ရှစ်ကောင်မွေးရဲ့ထဲမှာကျမအချစ်ဆုံးဝတ်ဝတ်တုပ်လေးတစ်ကောင်ရှိတယ်ဘလို့ကိုချစ်စရာကောင်းမှမသိအဲ့ဒီဝတ်ကလေးတလားအဲ့ဒါကျမအဖွားလေးအလစ်ပေါ့နော်ကျမသွားပြီးဝတ်ချံနောက်ဖေးပေါက်ကနေထွက်ထွက်ပြီးတော့အဲ့ဒီကျမချစ်တဲ့ဝတ်ဝတ်တုပ်လေးကိုကျမခေါ်လာတာ ဖွက်ပြီးတော့ဟိုကျမတို့အဲ့ဒီခေတ်ကကြတော့ခါဝင်လေးတွေကဟိုလေဟိုဘယ်လိုပြောမလဲအောက်ထီးလို့အကားကွယ်အဲ့ဒီအကားရဲ့အကားထဲမှာဝက်ကိုထည့်တယ်လို့လေအုပ်အုပ်ပြီးကျမခန်းထဲခေါ်လာပြီးတော့ကျမအဲ့ဒီဝက်သားလေးကိုကျမဆောင်းထဲကိုထည့်ပြီးကျမတညလုံးဝက်ကလေးကိုဖိုက်တာနော်ပြပြအောင်မယ်မနဲ့လဲမိုးလေးငောကျမအဖွားပြောတယ်ဝက်ချန်ထဲမှာဝက်ပြောက်နေတယ်မှာရဲဘော်တွေပြောတယ်ဝက်တကောင်ပြောက်နေတယ်ဆိုပြီးပြောပြောနေတာနောက်ပြီးမှကြားတယ်ကြားပြီးတော့ ကဲဘဲကဝါလဲပေါ့နော်အကျွတ်ဆွဲဝါတာလားတခုခုပေါ့နော်ပြောနေရင်အခန်းထဲဝင်လာဟဲ့မထသေးဘူးလားခေါင်းကြီးမကြီးမထသေးဘူးလားဆိုပြီးတော့အဖွာဆောင်ဆွဲလှက်လိုက်တာဝါကိုကျမဖိထားတာဝါကပြားပြီးသေးနေပြီအဲ့နေရလိုက်ရိုက်ခန့်ထိပြန်ရောရှိုက်ခန့်ထိရတဲ့အကြောင်းနေအဲ့ဒါနဲ့အဲ့ဒီမှာလေးဟိုကျမတို့ဒီ63မြောင်းများတက်မှာတော့ကြာတော့လေအဖေတို့က စစ်စင်ရေးထွက်ရတော့မယ်ဆိုရင်ဘာလုပ်ရလဲဆိုတော့ဥရှိနီးတင်တယ်ကွယ်ဟိုအိမ်မားလေကျမတို့ငငယ်တွေကကျမတို့အမေရဲ့ကျမရဲ့အဖွားရာလေအစားတောက်ကျွေးလဲစီးနေကန်နေကွယ်တိလားဟိုပေါ့အဥမာကြက်သားချက်တယ်ဆိုပါစို့ကြက်သားတဒုံဆိုရင်အာလူနှစ်ဖက်ကျမမဝဘူးအဲ့လိုပြီးတော့ဝတ်သားကိစ္စလေးလေကျမပြပြမယ်ဝတ်သားဟင်းကိုဟိုဟာပေါ့လိုင်းငန်းနဲ့သွားစတဲ့အကြောင်းရင်း အဲ့ဒါမပြောခင်မှာအဲ့ဒီဝက်သေးွားပြီးရဲ့နောက်ပိုင်းကျမကလည်းဘာဖြစ်လို့ငငယ်တွေကတပတ်မှာ၄ရက်လောက်ရိုက်ခံရလဲဆိုတော့၄ရက်လောက်ရိုက်ခံရတဲ့အလုပ်ကိုကျမကလုပ်လို့ရိုက်ခံရတာအဲ့တော့အခုခေတ်ကလေးတွေကနေပြီးတော့မိဘတွေကရိုက်လို့အသားသမီးတွေကဟိုပါဗောနော် စိတ်တရားရတယ်ဆိုတဲ့ဟာမျိုးอ่ะအဲ့ဒါကတော့ပြီးခဲ့တဲ့ဟိုအရှိအပိုင်းတွေမှာလည်းကျမပြောခွေကျမမှာစိတ်တရားမရှိဘူးเนาะဒါကဟိုကျမက ရိုက်ချင်စရာဖြစ်အောင်လို့လို့ရိုက်တာကွာနော်အဲ့တော့အဲ့တော့ကျမရဲ့ငငယ်လေးရပုံစံကရိုက်လိုက်လေရိုက်ပေါ့ကျမလှုပ်ချင်တယ်မလားလှုပ်တယ်ပေါ့အဲ့လိုပုံစံနဲ့ကြီးပြင်းလာခဲ့တာအဲ့နဲ့ဝတ်သိပြီးနောက်ပိုင်းကျမတလားလောက်ငြိမ်သွားသေးတယ်ငြိမ်သွားပြီးတော့မဖြစ်လဲဆိုတော့အဖေတို့ကအမှစစ်စင်ရတော့ဥရှင်ကြီးတင်ညာပါကြပေါ့ဥရှင်ကြီးတင်နေဆိုတာဟိုမုံစန်းရဲ့အုံးကြီးရဲ့ငပြိုးသီးရဲ့ကွယ်ဟိုကျမတို့ကလေငငယ်လေးရကြတော့လေ ိုအဲ့ဒီ6နှစ်9နှစ်အရွယ်လေးရကြတော့ကွာအရန်စားခြင်းတဲ့အရွယ်ကွာသိရမလားဒီဥရှင်ကြီးတင်တာမပြီးသေးဘူးအမေတို့အဖေတို့ကဘာလို့လဲဆိုဘေးအိမ်ကအရာရှိအိမ်တွေကိုဒီဥရှင်ကြီးတင်တဲ့ဟာတွေဝေးတယ်ကို့သားသမီးကြတော့ဒီမှာဥရှင်ကြီးစတင်ကြရဥရှင်ကြီးတင်တဲ့ဥလေးလေးပြတ်တာဟုတ်ဒီမှာတမိတမောနဲ့သိရမလားငေးပြီးစောက်နေရတဲ့လူကြချက်ချင်းမကြွေးဘူးအဲ့ဒါနဲ့ဥရှင်ကြီးတင်တဲ့နေရာကအဲ့ဒီမုံစမ်းပကံတို့ငပြောသီးတို့ကဟိုဘေးအိမ်တွေဝေးပြီးတော့ နည်းနည်းပဲလားပို့တယ်ကွယ်ပို့တော့အမေကနေပြီးတော့ကဲပြီးမှ stream မယ်ပေါ့နော်ကလေးတွေကိုပြီးမှကလေးကိုကျမကိုလည်းပြီးမှ stream မယ်ပေါ့အဲ့တော့ညီမလေးကငယ်သေးတယ်ကျမက6နှစ်ရွယ်လောက်မှာညီမလေးက4နှစ်လောက်ပဲရှိတယ်သူကကျမလောက်ငငယ်တည်းကသူကဟိုမြောက်ရှုံးအောင်မစုပ်သီးလားအဲ့ကောင်မကအရန်လေတာတလားငငယ်တည်းကသူကလူလေပြီးမှ तू လေတဲ့အကြောင်းကိုပြောပြအောင်မယ်တခါနဲ့ဘာပြောကျမညနေ9:00လောက်ခရေဥရှိကြီးတင်တာအမှပါဘာလဲဘသူတွေကိုလဲအဲ့အတ်တာပေါ့နော်မမှတ်မိတော့ဘူးအေးဥရှိကြီးတင်တာရွတ်တဲ့စကားလုံးတော့မမှတ်မိဘူး ဒီလောက်လူကဗိုက်စာနေတဲ့ဟာကိုဘာမှဘေးကမစီမစအရာရှိအနေကြာသူတို့အရင်ကြွေးတယ်ကိုကဒီမှာဗိုက်စာနေပြီလေစားကျင်တယ်လေကျမစားကျင်တယ်အဲ့တော့ဘာလုပ်တယ်ဆိုတာသမင်းစပွဲပေါ်တင်လာတယ်ငါပြောသေးတယ်ရောမုံစင်းနေရောမစားတော့ထိုးသိမ့်ထည့်ပြီးအမနေနေရောဟေးနေနေတာလေကိုကလေလူကြီး လူကြီးတွေမမြင်အောင်အလစ်ကိုခိုးစားတာမလားခိုးစားတဲ့အခါကျတော့ကျမလည်းငပြောသည်ဆိုလဲတခါလည်းမကြိုက်ပဲနဲ့အလုံးလိုက်ညှို့ချရထင်ပါတယ်တခါလည်းနေမြို့လို့အဲ့လိုမင်းစပွဲနာမှာအဖွားရလေကျမအရေးချေဦးတည်းကျမလက်ခနဲ့ပြောက်သားပြီးဆိုတော့ तू ကကျမဘယ်နေရာရောက်နေပြီလဲဆိုတော့ तू ကြည့်ကန်ကောင်းလို့မသေးတာကျမ6နှစ်လောက်ခရီးမှာတော့သေတော့မလို့တက်လာငတ်တာငတ်တာအဲ့ဒါနဲ့အဖွားတခါလေအနောက်ကျိုးထုရေတိုက်ချပေါ့နော်ဩရိုက်ပြန်အောင် ရိုက်တာအဲ့လိုမျိုးပေါ့ဟိုမျိုးဒံရရအောင်ရိုက်တာမျိုးမဟုတ်ပါဘူးလက်ဝါးနဲ့တင်မောက်တီးထလိုက်အာဒီပခုံးကိုတီးထလိုက်ပေါ့ကွယ်အဲ့လိုပေါ့အဲ့ဒါနဲ့အဲ့ဒါပြီးတော့ဘာဖြစ်လဲဆိုတော့အဖေကဘာလို့ဥရှင်ကြီးတင်လဲဆိုတော့အဲ့ဒီတော့ဆစ်စင်ကြီးထွက်တော့မယ်ဆိုလို့ရှိရင်ဥရှင်ကြီးကိုပူဇော်ပါသတယ်ပေါ့နော်အဲ့ဒီခေတ်ကအာသူတို့ရဲ့အဖေရဲ့အယူဆလည်းဖြစ်ရင်ဖြစ်မယ်စစ်သားတွေရဲ့အယူဆလည်းဖြစ်ရင်ဖြစ်မှာပေါ့ပြီးတော့ဖေရှင်ထွက်သွားရောဘယ်လောက်ကြာလဲဆိုတော့ အဲရီတိုင်းမဟုတ်တော့တာအဖေ6လလောက်6လလား6လလားလောက်ကြာတယ်။ပြန်လဲပြန်လာတော့ကွယ်။အဖေကကျမအတွက်ဆိုရင်မြောက်လေးတကောင်ပါလာတယ်။ဟေးကျမမလေးမိုးလေးလည်းဒီမြောက်။နေခင်ထမင်းစားလည်းဒီမြောက်။အိတ်အိတ်ရအိတ်ဖို့တော့မှကျမတို့ကပုံမှန်လေးဒီသူငယ်တန်းသူငယ်တန်းတန်းအရွယ်မှာဆိုကျမတို့ကဟိုစနစ်တူးငယ်ချောင်းပေးရဆိုလို့ရှိရင်နေခင်းဆို12နိုင်ခွဲဆိုတယ်ကျမတို့အိတ်ကိုအိတ်ရတယ်ကျမတို့ညီမနှစ်ယောက်ကအိတ်ရတယ်။ အဲ့အဲ့ဒါငငယ်လေးကလေးอ่ะပေါ့เนาะအဖေတို့ကအဲ့လိုမျိုးပုံစံနဲ့ထိန်းချောင်းတာတော့ကျမအိတ်လည်းမအိတ်နိုင်ဘူးဆော့လည်းမဆော့နိုင်ဘူးဒီမြောက်ကိုကျမသဘောကျတာမြောက်ကလည်းအာမြောက်ကလည်းဟွာလောက်ရှိတယ်ငင်ခက်မြောက်သားလေးပါတိလားအဲ့ဒါကနဲ့အမေကပြောတော့ပေါ့เนาะအဖွားကလည်းပြောတော့ပေါ့เนาะအေးနင်ဘာဖြစ်လို့ လေးသမီးတို့မြောက်ခေါ်လာလဲဆိုတော့သူမြောက်လေးတနာလို့တဲ့အဖေပြန်ကန်ဒီမှာအဲ့စခန်းနေပြီးတော့အမြောက်လေးကလိုက်လာတယ်ပြောတာပဲရဲဘော်လေးတွေကဟိုလာတော့သူ့ကိုဘလက်ခြေချင်းလေးနဲ့လာအဲ့လိုမျိုးလေးနဲ့ခေါ်လာတာပေါ့နော်အိမ်မှာလည်းအဲ့လိုပဲပိန်းနေပင်အနောက်ဘေးမှာမျိုးဟိုဝလုံးတန်းကြီးရှိတယ်တစ်သားတန်းတစ်သားတွေထောင်ပြီးဝလုံးရိုက်ထားတဲ့အဲ့မှာမြောက်လေးထားတယ်တတိတိကျမမှာလေးမြောက်ကိုလေးနီးမျိုးစုံနဲ့အောက်ကနေတက္ကသိုလ်နဲ့ထိုးလိုက် စော်လိုက်မြောက်ကခုံလို့ရှိရင်အာသဘောရီကြမြောက်ကကုတ်ရင်လည်းသဘောရီကြကွယ်အဲ့အချိန်က9နှစ်ခွဲ6နှစ်ကျော်အရွယ်မှာကျမရဲ့ကဘာမြောက်ပဲနော်မြောက်ကလေးဒီကျမရဲ့ဘဝကျမရဲ့ကဘာကျွန်တော်ကျမစိတ်ဝင်စားဘူးကျမဟင်းခိုးစားဖို့လည်းစိတ်ဝင်စားဘူးအဲ့ဒီအချိန်မှာအာတည့်ရကြတော့အဲ့ဟိုဗလဲဟိုကြက်ကြက်ဥလာကောက်တယ်အနောက်ကဝက်ဆာလာကျွေးတယ်ရဲဘော်လေးတွေကနေပြီးတော့အမနော်သူတို့ကလည်းဟိုရဲဘော်ငယ်တွေပေါ့နော်ဟိုဥကြီးတွေအစင်တော်မဟုတ်ပါဘူး သူတို့ကလည်းတကယ်တော့ဘာမှမသိတာပါနော်ဘာမှမသိတော့သူတို့ကဘာပြောလဲဆိုတော့ခေါင်းကြီးမရမိမိလာအောင်နဲ့ဟိုအဲ့ဒီမြောက်ကိုတဲ့ငပိကြိုက်တယ်မြောက်ကားတယ်ကြည့်ဦးအဲ့ဒါနဲ့အဲမလောက်ရဲဘူးပေါ့အဲမလောက်ရဲဘူးငပိစားရမြင်ဘူးပေါ့ကွယ်မြောက်ကသူတို့အရာအဖေတို့ကနေပြီးတော့အဲ့ဒီရဲဘော်တွေကြက်ဦးလာကောက်ပြီးဆိုငပြောသည်ကျွေးအဲ့လိုတွေပဲမြင်ဘူးတော့အဲ့ဒါမသိဆိုအဲ့ရဲဘော်လေးမြောက်ကလည်းအမနော့ပျော်တတ်တာကွာသူတို့ကလည်းမသိတာစနောက်တဲ့သဘောပဲအဲ့ရကမမကြီးကစနေနေ့ကြီး စနေနေ့ရအိမ်မှာတခါတဲ့ဟိုအဲ့ဘာအတွက်လဲမသိဘူးအိမ်မှာလေဟိုမိုးပြက်တဲ့အိုကြီးနဲ့တီးစုံပဲဟင်းချက်နေကြတာတီးစုံပဲဟင်းချက်နေကြတာအဲ့မှာဟိုအာစီဂျူတို့တက်ကြတက်ကြကြီးတို့လည်းပါမြင်တော့ဆရာကြီးညီမြတို့လည်းရောက်မယ်ဆရာကြီးညီမြဆိုတာကျမရဲ့ဟိုငငယ်လေးတည်းကတော်တော်ထမင်းတော်စားနေကြဘဘရဲ့အိမ်ပေါ့နော်အဲ့ဆိုတော့သူများတွေတယုံယုံဆိုရင်ကျမလည်းအိမ်ညာအနေနဲ့ပါတယ်တိလား ဘဲဟင်းမှွေလဲကိုကကြည်တယ်သူတို့ချက်သူတို့ကစစ်သားတွေအမှန်တော့လေအဲ့ဒီခေတ်ကလေအရန်ပြောဆက်ကောင်းနေသီးလားဟိုအချင်းချင်းလေးဟိုရဲဘော်ပဲဖြစ်ဖြစ်တက်ကြက်ပဲဖြစ်ဖြစ်စီကျူကြီးပဲဖြစ်ဖြစ် RS ပဲဖြစ်တခုခုက RP ပဲဖြစ်ဖြစ်ကွာသီးလားဟိုရိုးလဲရိုးသားတယ်ချစ်စရာလဲကောင်းတယ်အရင်လဲစီးစီးလုံးရတယ်ပေါ့နော်အဲ့ဒါနဲ့သူတို့အမှပဲဟင်းတဲနေနေအဲ့ဒါရဲဘော်လေးတွေကစားတယ်မိမိလာအောင်နဲ့ငါနေကိုပြောတယ်လေတဲ့နေမှာငါပြစ်ရှိလာတဲ့နေနောက်ဖေးမှာမိဖို့ကြောင့်မှာငါပြစ်ရှိရင်တော့ကလော်ခဲဆို ျမကလည်းမหนีတဲ့မထိုင်တဲ့ကွယ်အဲ့နဲ့အဖွားငပိကိုဟိုအေရီတိုင်းဘက်ကကျတော့ဟိုငပိပေါ်တယ်လေညင်ငပိလားမစုံငပိလားကျမဘာပြောထမင်းစားစုံနေစုံကလောလားကလောတာကိုအဲ့ဒါငပိကဘလို့စားမှလဲငပိဘလို့ကျွေးမလဲဒီမြောက်ကိုပေါ့နော်ကိုလည်းမိကလေးဆိုလဲသူကျမဘလို့မေးခဲ့လဲတော့အတိအကျတော့မမှတ်မိတော့ဘူးအဲ့နဲ့ဘာပြော ဟိုဝါးခိုင်းနဲ့ဝါးခိုင်းအချောင်းနဲ့အဲ့ဒီငပိငပိတဲလာကျမယူလာတဲ့ငပိကိုလုံးပြီးတော့ဝါးခိုင်းငပိငပိမှာဟိုပါဝါးထိတ်မှာအဲ့ငပိကိုလုံးလိုက်တယ်လုံးပြီးတော့မိမိရဲ့ရွာဒီဒုတ်လေးနဲ့ထိုးကြွေးတဲ့ရဲဘော်နှကောင်လို့တာကျမကိုသိလားအဲ့ဒါနဲ့ကျမကလည်းကိုယ်ခလေးဆိုဘယ်သိမလဲအဲ့ဒီကျမရဲ့ကဘာကျမရဲ့ဘဝဖြစ်ခဲ့တဲ့မြောက်လူကျမငပိလေးနဲ့သွားပြီးကြွေးတော့အမနောက်ကြွေးတယ်ဆိုတာဟိုပါအသက်6နှစ်အရွယ်ကလေးတယောက်ကတော့ဟိုဒီလိုမျိုး ဒီမြောက်ရဲ့ဗဇက်နေရကိုဓာတ်ရိုက်တော့မရောက်နိုင်ဘူးကွာလက်ချိန်ဆဆိုတာတိတိကျကျမဖြစ်နိုင်ကျမအောက်ကထိုးထိုးပြီးတော့ဘယ်ဥစထိုးလဲဆို6ကိုထိုးတယ်ဘိုက်ကိုထိုးမိတယ်ငပိဒုံနဲ့ပြီးလဲပြီးရောအဲ့ဒီအချိန်မှာမြောက်ကအင်းငပိနဲ့ကိုယူပြီးတခါလေငါသူ့တကောလုံးသူကောက်တာကွယ်အဲ့ဒီမှာကျမကနှစ်ခါသုံးခါလာပဲထိုးမိတာပါငါသူတို့ကလည်းစားတယ်ငပိကြိုက်တယ်လို့ပြောတာကိုဆိုတော့ကိုကအဲ့ထိုးနေနေမြောက်ကဘာမှမပြောအရှိကပိန်းချက်နေတဲ့အိုးကြီးကိုခုန်ချလိုက်ကော ဟာ6နှစ်ကျော်အရွယ်ကလေးတယောက်ရဲ့ဘယ်လိုပြောမလဲနော်အရန်လဲအံ့ဩသွားတယ်အရန်လဲကြောက်သွားတယ်ခုန်ချလိုက်တာဒါပေမဲ့ तू ကအဲ့အိုးကြီးတဲ့တော့ဝင်ပါဘူးဘေးကိုပဲပေါ့နော်ဒီဒါပေမဲ့ तू ခြေောက်လေးတစ်ဖက်ကတော့အော်ဘယ်လိုပြောမလဲဒီပဲဟင်းအပူတော့ထိသွားတာပေါ့နော်အဲ့ဒီအချိန်မှာကျမမှတ်မိတဲ့ခံစားချက်ကလေကျမအရန်မှားသွားမှန်းသိရတလားကျမဘဝမှာလေ အော်ဒီလိုဟာတွေကငါကြောက်ဟိုပါဗောဒီလိုဖြစ်သွားတယ်ဆိုတဲ့ဟာနဲ့လေကျမဘာမှမပြောဘူးတိလားအဲ့ငပိငပိကျွေးလို့ရတယ်ဆိုတဲ့ရဲဘော်လေကျမဒုံနဲ့လိုက်ရိုက်ပြီးကျမ